ခါတလေတက်တောင်းတက်တာမဖြစ်တာတွေလောက်ကိုလောက်ရတယ်ကွန်ဖော့ဆုံးလို့ခေါ်တဲ့တတောင်းတတာဖြစ်တဲ့နေပယ်တဲကနေထွက်ပါဆိုတဲ့စကားကို motivational speaker တွေပြောလို့မက ပြောလာတဲ့အခါဒါနဲ့ပတ်သက်လို့ရိုးအီလာကြတယ်။အပြက်ဘက်ကနေပြောလာကြတယ်။တကယ်တမ်းတော့အပြောင်းလဲတစ်ခုဖြစ်လာဖို့မှာကွန်ဖော့ဆုံးတဲကနေအရင် ထွက်ကြရပါတယ်။ မွေးကလေးကနေအခုရွယ်ထိအစင်စင်ပြောင်းလဲလာသည်မှမလဲဒီလိုရုန်းကန်ကြရတာကြီးပါပဲမိဘအိမ်မှာအေးအေးနေရကနေကျောင်းဆိုတဲ့နေရာကိုသွားရတယ်လူအစ်စ်တွေနဲ့ထိတွေ့ရတယ်မူလတန်းကလွယ်ကူလာတဲ့အခါအလဲတန်းအဲ့ဒီနောက်အထက်တန်းနောက်တော့ကျောင်းသားဘွားကနေအလောက်ခွင်အလောက်ခွင်မှာလဲယာရုအစင်စင်တောင်ဝအစင်စင် တောင်းတတာဖြစ်တာတွေလုံရင်းနဲ့ပဲပြောင်းလဲလာတယ်ဆိုတာမရှိပါဘူးအမျိုးအစားတော့နှစ်ခုခွဲပြောလို့ရတယ်ကိုရိုင်းကစိတ်ဆန္ဒလျောက်ရုံးထွက်လိုက်တာနဲ့ကိုရိုင်းမရင်ရွယ်ပေမဲ့လည်းဘဝဘေးအခြေအနေတွေအရဒီစုံတဲကနေထွက်လိုက်ရတာမျိုးဥပမာအိမ်ထောင်ကွဲသွားတာမျိုးရီးစားနဲ့ပြတ်သွားတာမျိုးတစ္ဆောက်ဖောက်ခံလိုက်ရတာမျိုးကိုမျော်လင့်မထားတာဖြစ်တဲ့အတွက်ပြိုလဲမယ်ခံစားရမယ်ကြေကွဲရမယ် ဒါပေမဲ့အရာကိုလွန်မြောက်သွားတဲ့အခါပိုရင်းကျက်တဲ့လူတယောက်ဖြစ်လာပါတယ်။ဒါကြောင့်ငယ်ဘဝမှာအခက်အခဲတွေကြုံရပြီးကြိုးစားရုန်းကန်ခဲ့ရတဲ့သူနဲ့ရွှေပေါ်မြတ်တင်ဘဝမျိုးပိုင်ဆိုင်ခဲ့ရတဲ့သူနဲ့ရင်းကျက်မှုချင်းခွာကြတာ။အဲ့ဒီလိုအခြေအနေအရဖြစ်လာတာတွေလည်းရှိသလိုကိုယ်တိုင်ကတတောင်းတတာမဖြစ်မှုကိုတမင်တကာရွေးချယ်ရတာတွေလည်းရှိတယ်။စားကျင်တာတွေစားပြီးအိတ်နေတာနဲ့ အစားရှော့ပြီးကိုလက်လေးချင်ငန်းလုပ်ရတာဘယ်ဟာပူတက်တာလဲဝဲချင်နာတွေရှောက်ဝဲဖြစ်ရတာ ਨੇ ဒါတွေကိုချုပ်တီးပြီးငွေစုရတာဘယ်ဟာပူလွဲကူတလဲမတရားမှုတစ်ခုမြင်ရင်လက်ပိုက်ကြည့်နေရတာဒါမှမဟုတ်အားကြီးတဲ့သူဘက်ကဝင်ရက်ရတာ ਨੇ အပိနေခံနေရတဲ့သူဘက်ကဝင်ရက်ရတာဘယ်ဟာပူအစဉ်ပြေလောက်လဲဘယ်ဘက်မှာ လူပူများမယ်ထင်တယ်လဲကိုကအနိုင်ကျင့်ခံလိုက်ရရင်ရော ငုံခံနေလိုက်ရတာလွယ်သလားတုတ်ပြန်ရတာလွယ်သလားဆိုလိုတာကအခါခတ်တဲ့တတောင်တတာဖြစ်တာတွေကိုပဲရွေးလုံနေမယ်ဆိုရင်ကျမ်းမာရေးစီးပွားရေးတွေမှာကဂုံတိတ်ခါရှိတဲ့လူယိုသေးရှင်ယိုသေးဘဝမျိုးကိုလည်းဘယ်တော့မှရမှာမဟုတ်ပါဘူး people pleaser တွေအကြောင်းစောင်းပါရေးပူပါတယ်လူတွေကိုစိတ်ကျဉ်နှံ့အောင်လှုပ်ပေးခြင်းသူတွေ노ဆိုပြီးညင်းဖို့ကိုအင်မတန်တွန့်ဆုတ်တဲ့သူတွေပေါ့ ာလာတဲ့အခါကိုကိုကိုပျောက်ဆုံးလာတယ်။အများအတွက်ပဲရှင်သန်နေရတယ်လို့ဖြစ်လာတယ်။အလုံးနဲ့ကိုရီးကိုတာကြားမှာခြားရတဲ့မြင်မရှိတော့ဘူး။နေထိုင်ရတာတိတ်ပင်မန်းလာတယ်။ဒါဖြစ်ရင်ဟုတ်ပြီ။ဒီနေ့ကစနိုးလို့ပြောတော့မယ်။လူတွေမကြိုက်လဲဂယုမဆိုင်တော့ဘူး။ကိုအတွက်ကိုရက်တည်တော့မယ်။ဒီလိုဆိုရင်ရောတတတတဖြစ်မယ်လို့ထင်သလား။ငင်းပြီးတာနဲ့ကိုအပြစ်ရှိတယ်လို့ခံစားနေရမယ်။ ငါ့ကိုဘလို့များထင်သွားမလဲတွေးနေတော့မယ်အဲ့ဒီမတက်မတာဖြစ်မှုကိုရင်းမဆိုင်ရဲပဲဘယ်တော့မှ people pleaser ဘဝကနေမလွတ်မြောက်ပါဘူး intimate partner violence လို့ခေါ်တဲ့ကိုယ်ပါဇနာရဲ့အကြမ်းဖက်မှုကိုကြုံနေရတယ်ထုတ်ပြောလိုက်ရင်လူသိကုန်မယ်အဆက်ကွဲရမယ်သူနဲ့ပြတ်သွားပြန်ရင်လည်းနာမည်ကပြတ်အောင်မယ်နောက်ပြီးဒီလူကပိုပြီးတန်းတန်းလာမှာဂျိုင်းနဲ့လာမှာ အဆက်ခွဲမှလည်းစိုးရသေးတယ်။တရားဥပဒေကလည်းမမယံရမရှိဘူး။ဒါဟာမြမပြေကမိန်းကလေးတော်တော်များများဒီလိုအစိတ်တောက်ဆက်ဆံရေးမှာတိတ်မိနေရတဲ့အကြောင်းရင်းတွေပါပဲ။ရင်ဆိုင်ဖို့ကြိုးစားပြီးဆို ခုနကပြဿနာတွေပါထပ်ကြုံရပါမယ်။ဒါတွေကို မကြုံရသေးတဲ့အတွက်ဒီအနိုင်ကျင့်မှုကိုခါးစည်းခံနေကြရတာပါပဲ။ ကွန်ဖော့ဆုံးလို့တော့မဟုတ်ပဲမဲ့ဒီအတိုင်းလေးစက်နေနေရတာကအပြောင်းလဲလောက်ရတာထက်ပိုအသားကျနေတဲ့အခါရုံးထွက်ဖို့တွန့်ဆုတ်နေတတ်ကြပါတယ်။အားကြီးတဲ့သူနဲ့ရင်ဆိုင်ရတိုင်းထိတ်တိုက်တွေ့မနေနဲ့သူတောင်းသမျှပေးလိုက်သူပြောသမျှလုပ်ပေးလိုက်အဲ့ဒါမှတတမှာဆိုတဲ့မိုင်းဆက်ကနိုင်ငံရေးမှာလည်းတွေ့ရတတ်ပါတယ်။အခါရတဲ့တော့တတတယ်လို့ရှိပေမဲ့ဘယ်တော့အခါမှလည်း ဒီအနိုင်ကျင့်မှုကနေလွတ်မြောက်နိုင်တော့မှာမဟုတ်ပါဘူး။တခုတော့သတိထားဖို့လိုပါမယ်။စုပါစုကျွန်တော်အတွက်ဆိုစာရေးရတာကတိတ်ကိုမှ comfortable ဖြစ်တယ်။တခြားအလုပ်တစ်ခုနဲ့အသက်မွေးရမယ်။အဲ့ဒါကို အစကနေတင်ယူရမယ်ဆိုခက်ခဲနေလိမ့်မယ်။ဒါမျိုးကြောင့် comfort zone တဲကနေ ထွက်เสียမလိုဘူး။ဝင်တန်းဘွားက comfort zone ဖြစ်နေရင်အလုံထွက်လိုက်ကိုပိုင်စီးပွားရေးလို့ဒါမှအောင်မြင်မှာကြီးပွားမှာဆိုတဲ့ ချင်းတွေမမိစေဖို့ပါဘသူအတွက်မဆိုတရသေးမှန်တဲ့ပုံသေးနီးဆိုတာမရှိပါဘူးကိုယ်အတွက်ကိုယ်တိုင်းသေချာစဉ်းစားဆုံးဖြတ်ဖို့ကသာအရေးကြီးဆုံးဖြစ်ပါတယ်ဒါကြောင့်လဲပြောင်းလဲတဲ့နာနဲ့ပြောင်းလဲเสียမလိုတာကိုပိုင်းခြားသိမြင်နိုင်တဲ့ဉာဏ်ပညာကဘဝမှာတိတ်လိုအပ်တာမဟုတ်ရင်သူများပြောသမျှနားယောင်ပြီးလုံးမိသွားတတ်တယ်ပြန်ချက်ရရင်တော့ချိန်ဆိုတဲ့အပြောင်းလဲဟာ comfort zone ထဲမှာဖြစ်ဖို့ခက်ပါတယ်။တသက်လုံးမသက်သာတာတွေပဲရွေးချယ်နေရမယ်မဟုတ်ပေမဲ့ဒီအခြေခံအချက်ကိုနားလည်ထားဖို့လိုပါတယ်။ပြီးရင်ဒီမသက်မသာဖြစ်မှုကိုငင်းဆိုင်ရဲတဲ့ courage and commitment လို့ခေါ်တဲ့တတ်တည်နဲ့ကတိကဝတ်ဓာတ်တွေလည်းလိုပါလိမ့်မယ်။မဟုတ်ရင်ထွက်နိုင်မှာမဟုတ်ပါဘူး။မထွက်နိုင်ရင်လည်းအပြောင်းလဲဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ကိုယ်ခန္ဓာကိုအချိုးအစားပြောင်းလဲဖို့ကစလို့ ဘဝအခြေအနေပြောင်းလဲမှုအလဲနိုင်ငံရေးစနစ်ပြောင်းလဲမှုအစုံတက်တောင်တက်တာမဖြစ်တာတွေကို တမင်တကာရွေးလုံကြရပါတယ်ပျော်လွန်းလို့တော့မဟုတ်ပါဘူးဒီလိုမှမလုပ်ရင်ပိုကောင်းတဲ့အရာတွေဖြစ်လာတော့မှာမဟုတ်လို့ပါဒေါက်တာဖြူတီဟာ7ရက်3လ2025